ိုတော့နင်းနင်းမနက်ကတော့ယုတ်ကြည်သူတယောက်ရဲ့အသက်တာဘယ်နည်းဖြင့်ခွင့်ရအသက်တာကိုဘယ်လိုကြီးထွားခြင်းဖြစ်အောင်လုပ်မလဲဘယ်လိုနည်းလမ်းတွေနဲ့ကြီးထွားခြင်းဖြစ်နိုင်မလဲဒါလေးကိုပြောတာဖြစ်တယ်နော်အဲ့ဒါဒီဟာကနော်ဟိုဒီလူတယောက်ရဲ့ process ပုံစံမျိုးပေါ့ဖြစ်စေပုံစံမျိုးပေါ့နော်အခုကျွန်တော်တို့မှာအဲကလေးတယောက်ကိုမွေးဖွားလာတဲ့အခါမှာ အရင်ဆုံးပါလို့ကြာတယ်ကလေးမွေးလာရင်အရင်ဆုံးဒီကလေးကိုဘာကျွေးလဲကလေးတွေမွေးလာတဲ့အခါ no 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 တိုက်တယ်ဆရာဟုတ်ကဲ့ no တိုက်တယ်ဟုတ်နော် no တိုက် no တိုက်ပြီးတော့အရွယ်တစ်ခုရောက်လာတဲ့ခါကျတဲ့မပြန်လို့ရတယ်ဆိုတော့အစာကျွေးရနော်ဟိုဘယ်လိုခေါ်မလဲ ညင်းညက်ဖြေထားတဲ့အစာလေးတွေပေါ့နော်သမင်းလေးတွေဖြေမယ်ဒါလေးတွေပေါ့ရမုတ်ကျဲပြီးတော့ငါပြေးရတယ်အဖြေပြင်းတဲ့သူအရွယ်ရောက်လာတဲ့အခါပါလို့လဲအမုတ်မချိတော့ဘူးဟောနေရာလေးကိုနည်းနည်းလေးပဲဖြေလိုက်တော့တယ်ပြော့ပြော့လေးချက်လိုက်တော့သာသာသူပြေးလိုက်အဲ့ဒါအဖြေကြီးလာတဲ့အခါပါလို့လဲဆိုတော့သူကပါလို့လဲဆိုတော့ဒီတိုင်းသူ့ဟာနဲ့သူယူစားတတ်လားတကယ်လူကြီးလည်းဖြစ်လဲဖြစ်လာရပါစေလေအစုံစားရတာပဲအယိုးလည်းစားတယ်အရွက်လည်းစားတယ်အရွက်လည်းစားတယ်ဖြစ်လာ တော့လူတယောက်နော်ဖြစ်စင်ပေါ့နော် process ခုလိုမျိုးကိုယောဂီတူတယောက်ရဲ့ဘဝတက်တာလည်းထိုးရင်းလည်းကောင်းမယ်ခရိယန်တက်တာဆိုတာလည်းထိုးရင်းလည်းကောင်းရဲ့ဖြစ်တယ်ခရစ်တော်နိုင်မွေးဖွားပြီးတော့နော်လူသစ်ဖြစ်လာတဲ့အခါမှာထိုးဖြစ်လာတဲ့လူသစ်ဒီကနဦးတော့ဘာလို့ရလဲဆိုတော့နှုတ်ကပတ်တော့နှုတ်ကိုတောက်ရတယ်နော်တော့ကတော့နှုတ်ရည်ကိုတောက်ရတယ်။တနည်းအားဖြင့်ပါလဲကသူကပါလဲဆိုရင်ဟို စာချေလွယ်တဲ့အရာပေါ့နော်စာချေလွယ်တဲ့အရာကလေးတစ်ယောက်ကလွယ်လေးတကူကြည်ခဲ့တဲ့စာတွေမစားနိုင်ဘူးလေအဲ့တော့စာချေလွယ်တဲ့အရာတွေပဲစားမှာဘာသူ့ရဲ့ဝန်းကနော်သူ့အတွက်ဒါပထမဆုံးဖြစ်တာပေါ့စားတော့အဲ့တော့နှုတ်ကိုတောက်တယ်ပြီးရတဲ့အခါသူကဗာပြလှုပ်လဲအရွယ်လေးတစ်ခုရလာတဲ့အခါကျမှနည်းနည်းလေးအစားတောက်ကလေးကိုနည်းနည်းလေးအဲကြောင်းလဲပြီးစားတယ်နော်အဲ့လိုမျိုးလေးတွေလှုပ်ရတယ် ဆိုတော့ create တဲ့တာလေးထုံးနေတဲ့ကောင်းမယ်ဖွတ်တော်နိုင်မွေးဖွားလာတဲ့အခါမှာမွေးဖွားခြင်းတော့ဘာလို့ဆိုတော့နှုတ်ကပတ်တော့နှုတ်ရည်ကိုတောက်တာနှုတ်ရည်ကိုတောက်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 တော်တော်လုံးနှုတ်ရည်တောက်တော့လို့မရအောင်နော်အဲ့တော့ကလေးတွေတစ်ချိန်လုံးနှုတ်တောက်နေလို့မရအောင်သုံးနှစ်ကျော်လာပြီဆိုဘာလို့ရလဲနှုတ်ဖြတ်ရလုံးဝနှုတ်မတိုက်တော့ဘဲနဲ့ဘာလို့ခြားတော့တည်းနှုတ်တော့တောက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့အားပြဖို့မဟုတ်တော့နော်ကလေးတွေ နှုတ်ပေါ်မှာအာပြုမဟုတ်ခြားစာစာအစားစာကိုအာပြုပြီးတော့နှုတ်ကိုတော့ဖြည့်ဆွတ်စာနေတယ်ဆိုလို့အာဒါဆိုယုံကြည်သူတရားရဲ့တက်တာထဲမှာခွတ်တယ်ကိုရပြီးတာနဲ့ပြပြိုင်နေဘာကိုစားတော့လဲဆိုတော့နှုတ်သည်ဟူသောနှုတ်ကပတ်တော်စားတော့တော့တော့အဲ့တော့နှုတ်ကပတ်တော်နှုတ်ရည်ကိုတော့တော့သုံးရင်းနဲ့အချိန်လုံးနှုတ်တော့နေမလားဆိုတော့လည်းအချိန်လုံးနှုတ်တော့ဖို့တော့မဟုတ်ဘူးအဲ့ဒီတခုရလာတာနဲ့ပါလဲဆိုအစာအတော့ကိုပြောင်းစားဖို့ပဲကြည်ခဲတော့အစာကိုစားဖို့ဖြစ်တယ် အခုကျွန်တော်တို့ယောဂီသူပြောရတဲ့ကားထဲမှာကြီးထွားရေးချက်ဖို့လို့ပြောရင်ဘာလို့အပ်တယ်လဲဆိုတော့အစာတော့ကိုသူ့ရွယ်နဲ့သူစားနိုင်ဖို့ဖြစ်တယ်တချို့လုံးနှုတ်ကိုတောက်နေတယ်ဆိုရင်အဲ့ဒီလူကဗါတယ်ကလေးကလေးတဘာဝကနေမကြီးထွားလာတော့ဒါဆိုသူ့ကိုဘယ်လိုပြောဆိုသူငယ်နာဆွဲတယ်လို့နော်သူငယ်နာဆွဲတယ်ကြည့်ထွားတဲ့လားမကြည့်ထွားဘူးပုခန္ဓာတိကြည်လာပေမဲ့စိတ်ကမရင်ချက်လာဘူးเนาะအတွေးခေါ်မရင်ချက်လာဘူ နှုတ်ကိုပဲတောက်တယ်ဆိုလို့ရှိရင်ဒါဒီ abnormal လို့ခေါ်တယ်ပုံမှန်မဟုတ်တဲ့ကလေးတွေဖြစ်ပါတယ်နော်ဒါဆိုရင်ဒါဆိုရင်ဘာဖြစ်လဲဆိုတော့လူသားတွေမှာတော့ဝင်မဆက်နိုင်တော့ဘူးသူကပုံမှန်မဟုတ်ဘူးတခုခုလိုအနေနဲ့ကလေးဖြစ်တယ်ကြောခရင်တရားရဲ့အတ္တဓာတ်ထဲမှာလည်းထိုးထွင်းကောင်းပဲကြီးထွားခြင်းချက်အောင်လှုပ်ဆောင်ရမှာလိုအပ်တဲ့ကဏ္ဍလည်းရှိ နုကမတော်နှုတ်ရည်ကိုအမြဲတည်းနှုတ်ရည်ပဲတောက်နေလို့မရဘူးကြည်ခဲ့တော့စာကိုလည်းစားနိုင်ရမယ်ဒီနေ့ယုံကြည်သူတိုင်းတနည်းအားဖြင့်တင့်ကိုပေါ့ကြီးထွားခြင်းချက်လာဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်ဒါဆိုကျွန်တော်တို့စားတောက်နေတဲ့ဝိညာဉ်ရအစာတွေကျွန်တော်နော်မြေချေဖို့လိုအပ်တယ်စစ်စစ်ဖို့လိုအပ်တယ်နုကမတော်ကိုနော်ကြည်ခဲ့တော့အစာမစားနိုင်တဲ့အနေအထားမျိုးနဲ့နော်နည်းနည်းလေး ပုတ်တိုင်မီရင်တောင်မှစိတ်ဆိုးစိတ်ကောက်နဲ့နော်အတင်းတော့ထဲမှာမပါချင်တော့ဘူးနော်ဒီအတင်းတော့ငါ့ကိုဒီလိုဆက်ဆံနေငါတခြားမှာပဲသွားမယ်ဒီလိုဆိုနှုတ်ငယ်တဲ့တတ်တာသူငယ်ခရင်တတ်တာမိသားရအဖွဲ့ထဲမှာဖြစ်နေတယ်ဒါပေမဲ့ကိုယ့်ကိုပြေးမဆိုင်ဘူးလို့ခံစားရပြီးတော့တော့ပါပြီကွာဆိုတဲ့ဟာမျိုးတွေဖြစ်လာရင်ဒါဒီပါလဲဆိုသူငယ်အနေထားမှာချေလို့အဲ့တော့အဲ့ဒီကနေရင့်ချအောင်လုပ်ရမယ်ရင့်ချအောင်လုပ် ဆိုရင်ကြောက်လို့ရမယ်ဆိုတော့ကျွန်တော်တို့ရင့်ကျက်ကြီးထွားလာဖို့ယုံကြည်သူတိုင်းရင့်ကျက်ကြီးထွားဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်ဆိုတာလေးကိုမှတ်ရမယ်ကျွန်တော်တို့ပေါ်မှာထားရှိတဲ့ဘုရားသခင်ရဲ့ပန်းနိုင်ဘာလဲလို့မေးရင်ကြီးထွားခြင်းကျက်လာဖို့ ਨੇ သူကျွန်တော်ရဲ့ဇဲလက္ခဏာတွေကျွန်တော်ရဲ့ character တွေအားလုံးကခရစ်တော်နဲ့တူပြီးတော့ဒီနေ့အဖြစ်ခရစ်တော်ရဲ့ဇယိုက်တွေကျွန်တော်တို့အတ္တထဲမှာတိုးတက်လာဖို့ဖြစ်တယ်။ဒီနေ့အဖြစ်ဒီနေ့တနေ့ ခွတ်တော်နဲ့သဒ္ဒန်တူလာဖို့ဖြစ်တယ်ဆိုတော့မနေ့ကကျွန်တော်တို့လေ့လာခဲ့တဲ့အရာခံယူခဲ့တဲ့အရာကခွတ်တော်နဲ့သဒ္ဒန်တူခြင်းလို့ပြောတဲ့အရာကိုလေ့လာခဲ့တာဖြစ်တယ်အခုကတော့အဲ့ဒီခွတ်တော်နဲ့သဒ္ဒန်တူတဲ့အရာကတနေ့တစ်တနေ့ပို့ပို့ပြီးတော့ထင်ရှားလာရမယ်ကျွန်တော်ရဲ့နေ့စဉ်ဘဝထဲမှာကျွန်တော်ရဲ့ကာလိုက်တာလို့ခေါ်တဲ့ကျင့်စရိုက်ထဲမှာပါထားရမလဲဆိုတော့ဖရာသခင်ရဲ့เนาะ အဲဘုံထင်ရှားမှုတနည်းအားဖြင့်ခရစ်တော်နဲ့တရားတူးမှုတွေဟာတနည်းနဲ့ပိုပြီးတိုးပွားလာရမယ်ကျွန်တော်တခါတလေပြောကြပါတယ်နင့်ကိုကြည့်ရတာတော်တော်တနည်းနင့်အဖေနဲ့တူလာတယ်နော်နင့်အမေနဲ့တူလာတယ်နော်ဒီလိုလေးတွေခိုင်းနိုင်ပြီးပြောတာဖြစ်တယ်ဟုတ်တယ်ဒါဆိုအဖေတူသားအမေတူသမီးဒီလိုလေးတွေခိုင်းနိုင်တာဖြစ်တယ်ဘုံလေးကရုပ်ကြည့်သူတိုင်းကတနည်းတနည်းဘယ်လိုတူရမှာလဲဆိုခရစ်တော်နဲ့တူလာရမှာဖြစ်တယ် အဲ့ဒီလိုတူလာဖို့တော့ပါလို့ကြီးထွားရင်ကျက်ဖို့လိုအပ်တယ်အဲ့လိုကြီးထွားရင်ကျက်ဖို့လိုအပ်တယ်လို့ပြောတဲ့အခါဒါကပါလဲဆိုလို့ရှိရင်ဖရာသခင်သားရှိတယ်ပန်းနိုင်ဖြစ်တယ်ကောင်းငင်အဖရဲ့ပန်းနိုင်နေကြီးဥပမာကျွန်တော်တို့နေထိုင်ရတဲ့ရွေချက်ကအဲ့ဒီတည်းတည်းကျွန်တော်တို့ကိုကယ်တယ်ရှင်တို့ပဲယေရှုခရစ်တော်နဲ့တရားတူလာဖို့ဖြစ်တယ်ဒီနေ့ညာစွာသောယုံကြည်သူတွေညာစွာသောခရိယာတွေဟာအသက်တွေကြီးလာပြီမယ်လို့ ခရိယဖြစ်တာကြာပေမဲ့လို့တို့ရဲ့အတ္တဓာတ်တွေထဲမှာဘာဖြစ်လဲဆိုတော့မရင့်ကျက်လာကြတာဒါကြီးရှိတယ်။ဒါကအ ਨੇ စုမဟုတ်ဘူးနော်။တန်ပေါင်းများဆိုတော့ခရိယနေဖြစ်တဲ့ကသနာ။အတ္တတွေကြီးလာတယ်။နောက်တစ်ခုကယုံကြည်သူဖြစ်တဲ့အချိန်ကာလတွေဟာကြာလာတယ်။ဒါပေမဲ့အတ္တဓာတ်ထဲမှာဘာလဲမရှိဘူးလဲဆိုတော့ရင့်ကျက်မှုမရှိဘူး။အဲဒါကြောင့်ဘာကြောင့်လဲဆိုတော့ကြီးသွားမှုမရှိလို့။ဘာကြောင့်မကြီးသွားသလဲ။အစားအသောက်ကိုတင်းတင်းကျပ်သွားတော့မစားလို့လည်းဖြစ်နိုင်တယ်။ ဝိညာဉ်ရေးရာကလေးဘဝမှာပဲရက်တက်နေကြတာတွေငါကြီးရှိသူငင်နာဆွဲနေကြတယ်ငါကြီးရှိတမန်တော်ရှင်ဖောလူကကောရင်သူအသင်းတော်ကိုပြောတိုင်းပြောတိုင်းမှာဗာရီရှိတယ်လေဆိုတော့မင်းတို့အသင်းတော်ထဲမှာသူငင်နာဆွဲတဲ့ယုံကြည်သူတွေအများကြီးပဲဒီနေ့ချိန်ကာလမှာလည်းကျွန်တော်တို့ရဲ့အသင်းတော်တွေကိုကြည့်ပြီးတော့တမန်တော်ရှင်ဖောလူများသာရှိအောင်မယ်ဆိုဒီလိုပြောမှာပဲသူငင်နာဆွဲနေတယ် ဒီလိုမှာဖြစ်နော်သူငယ်နာဆွဲတဲ့ခရီးရကလေးသူငယ်ခရီးရနော်ကလေးသူငယ်တွေကပါလဲစိတ်ဆိုးစိတ်ကောက်လိုက်ခရက်နဲ့ခေါ်လိုက်နော်ဟိုနော်အခုအလိုဆန္ဒမပြည့်ရင်ငိုလိုက်နော်အဲဒီကိုသဘောဆန္ဒကြီးပဲဒီလိုကလေးဆန်တဲ့သူတွေကလေးခရီးရနေကလေးယုံကြည်သူတွေနော်အသက်ရွယ်တော့ကလေးမဟုတ်တော့ဘူးကြီးထွားရင်ကျက်ကုန်အာကြီးထွားကုန်ပြီဒါပေမဲ့အသက်တာထဲမှာပါလဲ ဆိုရစ်ခနာရစ်ချက်ဒီအတိုင်းကြီးသွားတဲ့အတိုင်းစိတ်ပိုက်ဆိုင်ရာမှာရစ်ချက်မှုမရှိဘူး။ဘုံကြီးရကလေးဘွားမှာပဲရက်တက်နေကြတယ်။ဘာဖြစ်လို့လဲ။ဒီအားရဲ့အခြေကရစ်မြစ်ကိုလိုက်ချတဲ့အခါမှာကိုကိုနိုင်ကကြီးထွားရစ်ချက်လို့စိတ်မရှိလို့ယုံကြည်သူတွေဘာဖြစ်လို့မကြီးထွားတယ်လဲမရင်ကျက်တယ်လို့မင်းသူကိုနိုင်ကကြီးထွားရင်ကျက်ဖို့ဆန္ဒမရှိလို့ ဘုရားသခင်သည်ယုံကြည်သူတိုင်းကိုတနည်းအားဖြင့်မိမိအပေါ်မှာရည်ကျက်ဖို့အတွက်ကြီးထွားဖို့အတွက်အလိုတော်ရှိတယ်ဆိုတာကိုနားမလည်လို့ဖြစ်တယ်ခရစ်တော်နဲ့တရားတူလာဖို့ကြီးထွားခြင်းချက်လာဖို့ဘုရားသခင်ကိုယ်တိုင်အလိုတော်ရှိတယ်ဆိုတာကိုသဘောပေါက်နားလည်သွားတဲ့အခါကျမှမိမိကိုယ်တိုင်လည်းပဲရင်ကျက်လို့တဲ့စိတ်ရှိလာတဲ့အခါကျမှဒါပထမခြေလိုက်အဲ့ဒီအခါကျမှ ရင့်ကျက်အောင်မလို့လုပ်မလဲဆိုတဲ့နိလန်းကထွက်လာမှာဖြစ်တယ်။ဝิญဉေကရင့်ကျက်မှုဆိုတာအလိုလျောက်မဖြစ်လာဘူး။အလိုလျောက်မဖြစ်လာ။အဲ့တော့ဝิญဉေကရင့်ကျက်မှုဆိုတာနာခံရတဲ့အပိုင်းတွေရှိတယ်၊လက်တွေ့လှုပ်ဆောင်ရတဲ့အပိုင်းတွေရှိတယ်။နော်။အဲ့တော့ဒီလိုဝန်ခံမှုနာခံမှုလက်တွေ့လိုက်ရှာမှုမရှိဘဲနဲ့ဘယ်လိုမှကျွန်တော်ရဲ့ဝิญဉေကတက်တာ။ ကြီးထွားရင်ကျက်နိုင်ဆိုတာမရှိဘူးဖះကအလိုတော်ရှိတယ်ဆိုတာလည်းမသိဘူးမသိတော့တန်ဖိုးလည်းမထားဘူးအကောင့်ဖယ်လည်းမပေါ်ဘူးဒီနေ့ဒီမှာဒီမှာကျမ်းစာလေးတစ်ချက်ကိုဖတ်ကြည့်ပါနော် if over အခန်းကြီးလေးအပိုင်းငယ်59မှာမေတ္တာစိတ်နဲ့ဒီမှာတရားကိုဟောပြောတဲ့ပြင်ဥကောင်းနေဟူသောဖရတ်တော်မှာအရာရာတို့၌ကြီးပွားကြမည်အကြောင်းဒီကျွန်တော်တို့ကိုယ်၌ကကြီးထွားလို့လည်းစိတ်ရှိရမယ်နော် ကိုကိုကိုတွန်းအားပေးရတယ်ငါကြည့်ထွားရမယ်နော်ငါရင့်ကျက်ရမယ်နော်လို့ကိုကိုကိုအမြဲတမ်းမောင်းနေရမှာဖြစ်တယ်ဘယ်မှာကြည့်ထွားရမှာလဲဘယ်မှာရင့်ကျက်ရမှာခွတ်တော်နဲ့တပံတူခြင်းမှာဖျင်အသက်တာပိတာဖို့အတွက်ဖြစ်တယ်နော်ဆုံးဖြတ်ချက်တွေချရမယ်စ조사အားထုတ်ရမယ်နော်ရွှေရှိရှိနဲ့နောက်မဆုတ်ခွဲနဲ့လှုပ်ဆောင်ရမယ်ကိစ္စတွေရှိတယ်အဲ့တော့ မေတ္တာစိတ်နဲ့တမာတရားဟောပြောတဲ့ပြည်နဲ့ဥကောင်းတွေကိုဆိုခရစ်တော်မှာအရာရာတွေနဲ့ကြီးပွားကြမြေကြောင်းဘူးကြီးထွားတဲ့အခါမှာဥကောင်းကတော့ဘယ်လိုဆိုခရစ်တော်ပဲအဲကြောင့်အရာရာ၌ကြီးပွားဖို့ဖြစ်တယ်ကြီးပွားဖို့ဖြစ်တယ်ကြီးထွားဖို့ဖြစ်တယ်နော်ဆောယုတ်ကြီးသူတိုင်းကခရစ်တော်နဲ့အင်္ဂါကြီးနေတာအသင်းတော်ဆိုတဲ့အရာကိုပြောနေတာဖြစ်တယ်ကျတော့အသင်းတော်ထဲမှာရှိနေတဲ့အခါအသင်းတော်ထဲမှာပါဝင်နေတဲ့အခါ ကျွန်တော်ရဲ့ဥက္ကဟာခွတ်တော်ဖြစ်တယ်။ဥက္ကောင်းနေရမှာကျွန်တော်တို့ဘာလို့လို့မရခွတ်တော်ဥဆောင်ဝင်ပေးရမယ်ဘုဥဆောင်နဲ့ခွတ်တော်ရဲ့နောက်မှာကျွန်တော်တို့ကမိမိကိုမိမိကြီးထွားရင်ချက်အောင်နာဂံရင်ဝန်ခံရင်းနဲ့လှုပ်ဆောင်ရမှာဖြစ်တယ်။ဒါကြောင့်နံပါတ်1ကိုကိုရင်ကကြီးထွားလို့သိရှိပါ။နံပါတ်2ကပါဆုံးဖြတ်ချက်ချပါအဲ့လိုရှိလိုက်။ဆုံးဖြတ်ချက်ချရတယ်မယ်နောက်တော့ကကြိုးစားအားထုတ်ပါ။ ဘယ်လိုစူးစမ်းထောက်မလဲဇွဲရှိရှိတယ်မဆုံးမနစ်ဘယ်တော့မှနောက်ပြမလဲတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ရမယ်စူးစမ်းအထောက်ရမှာဖြစ်တယ်ဘာအတွက်လဲကျွန်တော်ရဲ့ဝိညာဉ်ရအတ္တာကြီးထွားရေးချက်လာဖို့အတွက်တနည်းအားဖြင့်ခရစ်တော်နဲ့သဏ္ဍာန်တူခြင်းမှာပုံပုံပြီးထင်ရှားလာဖို့အတွက်ဖြစ်တယ်ကျွန်တော်ရွေးချယ်လိုက်တဲ့တာဝန်ယူမှုတွေထက်ကိုပြထမ်းမှုတွေထက်ကိုပေရာကမှကျွန်တော်တို့ကိုပုံပုံပေးတယ်ပြောချင်တာပါလေဆိုကျွန်တော်တို့ တက်မှတ်ပြထားလိုက်တဲ့တာဝန်ယူမှုဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့ချလိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ကျွန်တော်တို့ထားတဲ့ယူပါယုံဖြစ်တယ်အဲ့ဒီယူပါယုံအတိုင်းအကောင့်ထဲပို့ဖို့ငါဖရားတခင်နဲ့ပတ်သက်ပြီးတော့ငါရဲ့ခွင့်ရတတကြီးဘယ်လိုပဲကိုပြည့်ရမယ်ဆိုတော့ခံယူချက်ဆုံးဖြတ်ချက်နော်ဒီလိုချလိုက်တဲ့အရာချက်ကိုဖေရာကမှပုံဖို့ပေးနိုင်ပြီအဲ့လိုဆုံးဖြတ်ချက်ရှိမှပဲအဲ့ဒီအရာကိုကျွန်တော်ကပို့ပေါ်နိုင်မှာဖြစ်တယ်နော်ကျွန်တော်ရဲ့ စိတ်ကပဲကျွန်တော်ရဲ့ပြဋ္ဌာန်းချက်ကိုမလုပ်နိုင်လဲဆိုတော့တိုးတက်စေနိုင်တယ်လို့ဖြည့်ဆည်းပြနိုင်စွာလဲရှိတယ်နော်ဖုဒ္ဓနဲ့တရံတူချင်းတနည်းပြခွင့်ရတ္တကြီးထွားခြင်းချက်ချင်းကိုစတဲ့အခါမှာအဲဒီကျွန်တော်ရဲ့ဆုဖြတ်ချက်ကဘာလဲဆိုတိုးတက်သွားစေနိုင်တယ်လို့ဖြည့်ဆည်းပြနိုင်စွာလဲရှိတယ်ဒါကိုလည်းကျွန်တော်ပြုဆရမယ်ဘယ်မှာမှုတည်လဲ ကျွန်တော်ရဲ့စိတ်ပေါ်မှာမှုတည်တယ်ဒီနေ့ညာသွားတော့ယုတ်ကြည်သူတွေညာသွားတော့ခွေရနေမှာကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ထားရှိတဲ့ရည်ရဲ့ပန်းနိုင်ကိုမတည်ပဲနဲ့မာရင်တွဲချော်နေတယ်ဆိုတာလေးကိုသိနိုင်ပါလေနော်ပြန်တက်တာထဲမှာဘုရားသခင်ပါလို့ရှိတယ်လဲဒါကိုအဖြစ်မရှာဘူး ဖရတောနဲ့တဏ္ဍူဖို့ဖြစ်တယ်ပို့ဖို့ပြီးဖရတောနဲ့တူတာဖို့ဖြစ်တယ်လို့သိရတဲ့အခါမှာလည်းဒါကိုဘယ်လိုမဆိုင်ဘူးဆိုရင်ဒါဖရားရည်ရွယ်ချက်ကိုမတိပဲနဲ့သက်ရှင်တာပဲတနည်းအားဖြင့်မာရင်ချွတ်ချော်တဲ့လမ်းကြောင်းပေါ်မှာသက်ရှင်တာပဲလို့ကောက်ချက်ချရမှာဖြစ်တယ်နော်အမှန်ကျွန်တော်ရဲ့နေ့စဉ်အတ္တအแทမှာကျွန်တော်ရဲ့ မြည်ရချက်တွေကျွန်တော်ရဲ့ပန်းနိုင်တွေကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေအားလုံးအားလုံးကိုကျွန်တော်တို့ဂရုစိုက်ဖို့အတွက်လိုအပ်လာတယ်။ညစ်ဆင်ထားဖို့အတွက်လိုအပ်တယ်။ဖိလိပ္ပိအော်ရာစာခန်းကြီးနှစ်အပိုင်းငယ်7နှစ်ကနေ7တို့ဖြစ်၍ငါချစ်သူတို့တင်းတို့ဒီငါမျက်မှောက်နားထောင်စီတာမကမျက်ွယ်နိုင်လေစင်နားထောင်ကြသည်နှင့်အညီကြောက်ရွံ့တုံလုံးသောစိတ်နှင့်ကိုကိုကိုကဲ့တင်ခြင်းက ကိုယ်တိုင်ကြိုးစားအထောက်ကြလောဂျမ်းမူကသင်တို့ဒီအလိုဖြစ်စေခြင်းက၎င်းအကျင့်ဖြစ်စေခြင်းက၎င်းအထဲ၌စေတနာတော်အပြည့်ပြုပြင်တော်မူသောသူကဘုရားခင်ပေသည်နော်ဆိုတော့ဒီဒီဒီဂျမ်းမိုက်လေးကိုကျွန်တော်တို့ဒီနေ့မှလေ့လာမယ်နော်ခံယူကြမယ်အထူးတော့တခြားကြမယ်ဆိုတော့ဒီနေရာမှာဘယ်ပိုင်းကဏ္ဍတွေဖြစ်လဲဆိုတော့နောက်တော့မှအအဓိကအရပါလဲဆိုလို့ရှိရင်ဖိလိပ္ပိ ဩဝါဒစာမှာရေးတာကမင်းတို့တွေကငါမျက်မှောက်ငါရဲ့ရှေ့မှာတည်းနားထောင်တာမှာခုတ်ဘူးတဲ့ငါကြွယ်ရမှာလဲနားထောင်ကြတယ်ဆိုတာလေနော်ဒီတိုင်းပဲတဲ့အခုလောက်ရမှာကပါလဲဆိုကြောက်ရွံ့တုန်လုံးတဲ့စိတ်နဲ့ကိုကိုကိုကဲ့တင်မှုကိုယ်တိုင်သူသားအထုတ်ပါဘယ်သူကသူသားမှလဲဆိုကိုယ်တိုင်သူသားအထုတ်ပါဘာတလဲဆိုက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 ဲ့တင်မှုဆိုဘယ်လိုစိတ်နဲ့သူသားအထုတ်မလဲကြောက်ရွံ့တုန်လုံးတော့စိတ်နဲ့သူသားအထုတ်ရမယ်ဘာဖြစ်လို့လဲဆိုရင် အတွင်းထဲမှာကျွန်တော်တို့ကိုအလိုရှိစေခြင်းကလည်းကောင်းအချစ်ရှိစေခြင်းကလည်းကောင်းစေတနာတော်နဲ့ပြုပြင်ပြောင်းလဲပြေးနေတာကဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကျိုးစားရမယ်အားထုတ်ရမယ်ကျွန်တော်တော်တော်စင်နဲ့လှုပ်ဆောင်ရမှာဖြစ်တယ်သို့တော်လည်းအဲ့ဒီလိုလှုပ်ဆောင်နိုင်မှုအတွက်ခွန်အားကိုပေးတာနော်ပြုပြင်ပြေးနေတာကဘုရားသခင်ကိုယ်တိုင်ပဲဖြစ်တယ်အားကိုသဘောပေါက်ရမှာဖြစ်တယ်နော်အဲ့တော့ဒီအားလေးကိုကျွန်တော်တို့ရှင်းကြရအောင် ိုးကအာထုတ်ကြလောပြုပြင်တော်မူတော်ဆိုရက်နော်အကြောင်းအရာနှစ်ခုကိုကြည့်တဲ့အခါမှာဝိညာဉ်ရေးရာကြီးထွားမှုရဲ့အပိုင်းနှစ်ပိုင်းကိုကျွန်တော်တို့ပေါ်ပြထားတာကိုတွေ့ရနိုင်တယ်ဆိုတော့ဒီညမှာကျိုးသာအထောက်ကျလဲဆိုတဲ့အပိုင်းမှာပါလဲဆိုကျိုးသာအထောက်ချင်းကမိမိရဲ့တာဝန်ကိုတရားဖြစ်တယ်ယုံကြည်သူရဲ့အခန်းကဏ္ဍဖြစ်တယ်နော်ယုံကြည်သူတိုင်းရဲ့တာဝန်ဖြစ်တယ် အပိုင်းဖြစ်တယ်နော်အပိုင်းခန္ဓာနှစ်ရက်ပေါ့ဒီအပိုင်းကတော့ကျိုးစားအထုတ်ချစ်ဆိုတဲ့အပိုင်းကတော့လူဘက်ကတနည်းအားဖြင့်ယုံကြည်သူဘက်ကလှုပ်ဆောင်မယ်အပိုင်းခန္ဓာဖြစ်တယ်ဘုတရားဖြစ်တယ်နော်ပြည့်ပြည့်တော်မူသောဆိုတဲ့အပိုင်းကတော့ဗာလဲဆိုဖရာသခင်ရဲ့ကန္နာဖြစ်တယ်ဆိုကန္နာနှစ်ရက်နော်နေ့ကလည်းပြောခဲ့ပြီကန္နာနှစ်ရက်ဆိုဒီကန္နာနှစ်ရက်မှာဝိညာဉ်ရေးကတည်ထောင်မှုဆိုတာမိမိနဲ့အတူတန်ရှင်သောဝိညာဉ်တော်ရဲ့ကြားမှာနော်မိမိနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့ကြားမှာ အထုတကွာပူပေါင်းဆောင်ရွက်တဲ့အထုံမှုဖြစ်တယ်နော်လုတ်ဆောင်မှုတရားဖြစ်တယ်ဘောပေါ်လားမသိနော်ယုံကြည်သူတရားရဲ့ဝိညာဉ်ရေးအတ္တတနည်းအားဖြင့်မိမိရဲ့ဝိညာဉ်ရေးအတ္တတစ်နေ့တစ်နေ့ခရစ်တော်နဲ့တရားတူလာဖို့ကြီးထွားခြင်းကျက်လာဖို့ဆိုလို့ရှိရင်အပိုင်းကဏ္ဍနှစ်ရပ်လိုအပ်တယ်အပိုင်းနှစ်ခုလိုအပ်တယ်ပထမတစ်ပိုင်းကပါလဲဆိုလို့ရှိရင်ဖခင်တခင်ရဲ့အပိုင်း ပြုပြင်တော်မူသောဆိုတာအတွင်း၌ပြုပြင်တော်မူသောဆိုတဲ့အတိပဲဒါကဘုရားသခင်ရဲ့ခန္ဓာဖြစ်တယ်နောက်တစ်ခုကဘာလဲကျိုးစားအထုတ်ခြင်းဆိုတဲ့နော်ကျိုးစားအထုတ်ကြလို့လို့ပြောတဲ့အခါဒီအပိုင်းကမိမိဘက်ကလှုပ်ဆောင်ရမယ်တာဝန်ကိုတရားအပိုင်းဖြစ်တယ်နော်ဆိုတော့ National ဝိညာဉ်တော်ဘုရားနဲ့မိမိနဲ့ကြားမှာနော်အတူတကွပူးပေါင်းဆောင်ရွက်ပြီးကျိုးစားအထုတ်တဲ့ဖြစ်စဉ်တရားဖြစ်တယ်တစ်ဖက်တည်းမဟုတ်ဘူးနော် ဒီနေရာမှာတစ်ဖက်ဖက်ကချုပ်ရွံ့နေတဲ့တပြိုင်တည်းဒါဟာပျက်စီးမှဖြစ်တယ်ဘလွေကူပါဘူးတန်ရှင်သောဝိညာဉ်တော်ရဲ့မာဇာခြင်းလှုပ်ဆောင်ခြင်းလဲလိုအပ်တယ်မိမိဘက်ကစူးစမ်းအထောက်ခြင်းလဲလိုအပ်တယ်နော်ဒါကပြတင်ခြင်းနဲ့ပတ်သက်ပြီးပြောနေတာမဟုတ်ဘူးနော်ပြတင်ခြင်းရပြီးတဲ့သူတန်းရဲ့အတ္တတဲမှာဝိညာဉ်ရေးရနဲ့ဆိုင်၍ခရစ်တော်နဲ့တန်တူလာဖို့အတွက်ပြောနေတာဖြစ်တယ်အခွင့်အတ္တကိုပြောနေတာဖြစ်တယ်နော် ဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာနော်ဟုတ်ခန္ဓာကျက်မှာတန်ဆွမ်းဖို့ဆိုလို့ရှိရင်ဘာလိုအပ်တယ်လဲဆိုတော့အစာအစာလိုအပ်တယ်တင့်တင့်မြတ်တဲ့အစာအစာလိုအပ်တယ်အစာတော့ဒီဘယ်လိုပဲစားစားအဟာရမရှိတဲ့အရာတွေစားတယ်ဆိုရင်အဲ့ဒီလူကပိန်ပြီးချုပ်တဲ့နေအောင်ပါပဲနော်အဟာရရှိတဲ့အရာတွေမစားရဘူးလုံလောက်တဲ့အဟာရကိုမရရှိဘူးဆိုရင်အဲ့ဒီလူဟာကျက်မှာရင်ချုပ်တဲ့မှာပဲခွန်းလည်းကဝင်ရင်းရပါလေခွန်းလည်းကောင်းပဲ ဝิญဉ်ရနဲ့ဆိုင်တဲ့အစာတောက်တွေကိုဝါလို့ဆိုမစားဘူးရှင်ပဲဖြစ်မလဲဝิญဉ်ရမှာချုပ်တယ်မှာပဲသူငယ်အစ်စ်မှာပဲရှိမှာဖြစ်တယ်ကြီးထွားလာနိုင်ဘူးနော်ဒါဆိုကျွန်တော်တို့ရဲ့တာဝန်ကပါလေလက်ရှိကျွန်တော်တို့မှာတာဝန်တရားရှိအဲ့ဒါပဲကြောက်ရွံ့တုံ့တော့စိတ်နဲ့ဒီနေရာတွေကိုကြီးထွားအောင်ကြီးပွားအောင်တိုးတက်အောင်လှုပ်ဆောင်ရမှာဖြစ်တယ်နော်ကြောက်ရွံ့တုံ့တော့စိတ်နဲ့ဝန်ခံပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ် အတိတ်ကကဘာလဲဆိုရင်ဝိညာဉ်ရေးဟာတက်တာကြီးထွားဖို့အတွက်လေးလေးနက်နက်သဘောထားရမယ်လို့ပြောတာဖြစ်တယ်။ကြောက်ရွံ့တော်တော်သိမ့်နေဆိုတာကမိမိရဲ့ဝိညာဉ်ရေးဟာတက်တာကြီးထွားခြင်းကျက်ဖို့အတွက်မိမိကိုယ်တိုင်လေးလေးနက်နက်နဲ့ဖိုက်ချရမယ်။လေးလေးနက်နက်တန်ဖိုးထားရမယ်။လှုပ်ဆောင်ရမယ်သဘောထားရမယ်လို့ပြောနေတာဖြစ်တယ်။နော်။ဆိုတော့ဒီအရာကိုကျွန်တော်တို့ဟိုနားမလည်ဘူးသဘောမပေါက်ဘူးဆိုလို့ရှိရင်တကယ်အတက်တာထဲမှာအကောင့်ထဲပေါ်လာနိုင်စွာ မရှိပါဘူးလူတော်တော်များများကဒီနေ့ကာလမှာဝိညာဉ်ရအတ္တရေးချက်မှုကိုဘာနဲ့တိုင်းလဲလို့မေးလို့ရှင်တမာကျမ်းစာနဲ့ဆိုင်ရာအတ္တရေးအချက်လက်တွေပေါ့နော်တမာကျမ်းစာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိတိကျွမ်းတယ်လဲဘယ်လောက်ထိလေ့ကျက်ပြီးပြီလဲဆိုတဲ့ဟာမျိုးတွေနဲ့တိုင်းရတာတွေများပါတယ်နော်တတိယအချက်လက်တွေနော်ဘယ်လောက်ထိနားလဲသွားပြီဘယ်လောက်ထိတီးသွားပြီဆိုတော့ယူဆချက်တွေပေါ်မှာတီးပြီးတော့အကဲဖြတ်ပြီးတော့တိုင်းတာကြရတယ်ဖြစ်တယ် ဒါဟာဆိုလို့ရှိရင်တကယ်တော့ပါလေအသိပညာဘဟုတ္တပြည့်စုံခြင်းဆိုတာဟာရည်ချက်မှုကိုတိုက်တာတဲ့ဟိုဖေးတာတစ်ခုဖြစ်ပေမဲ့လို့ဒီတစ်ခုနဲ့အကုန်လုံးကိုခြုံကခြုံပုံသုံးသလို့တော့မရပြန်ဘူးဆိုကြတဲ့အသိပညာပါလေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာဝိညာဉ်ရာကြီးထွားဖို့အတွက်ရည်ချက်ဖို့အတွက်လုံလောက်တဲ့အဲလိုအပ်တဲ့ဓမ္မပညာဆိုင်ရာတိကျမှု အချက်လက်တိကျမှုလည်းလိုအပ်တယ်နော် ဆိုတော့အဲ့ဒီလိုအချက်လက်သိခြင်းကတခုတည်းကပဲဝိညာဉ်ရဲ့အတ္တတည်ထွားမှုကိုတိုင်တာလို့တော့မရဘူးခြုံငုံလို့တော့ခြုံငုံသုံးသလို့တော့မရပြန်ဘူးအဲ့ဒီလိုအချက်လက်သိခြင်းကနေပြောသွားဆိုတော့ပုပ်ပိုသူခြင်းကိုတွားရမှာဖြစ်တယ်ဆိုတော့တင်ကြားခြင်းဥပဒေတွေမှာအချက်လက်သိခြင်းကနေပုပ်ပိုသူခြင်းကိုရအောင်တွားရတာရှိတယ်နော်ဒီနေ့ဘုရားတခင်နဲ့ဆက်ဆိုင်ပြီးတော့ကျွန်တော်တို့ကပါတယ်ပရမဟုဆိုတာအချက်လက်သိခြင်းရှိရမယ်အချက်လက်သိခြင်းဆိုတာကဘုရားခင်ဆိုတာဘယ်လိုပုံကုန်မျိုးလဲ ဘာတွေကိုကြိုက်တယ်လဲဘာတွေကိုမုန်းတယ်လဲဘာတွေကိုချစ်တယ်လဲဆိုတော့ကိုယ်ကပြပြသိရမှာဖြစ်တယ်ဒါတွေကိုမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ဆောင်နိုင်မလဲနော်ကိုယ်နဲ့အတူနေတဲ့သူသူ့ရဲ့အကြောင်းကိုကျွန်တော်တော်တော်သိမှမသိဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဖရာသခင်နဲ့ပတ်သက်ပြီးတော့အချက်လက်ဆိုင်ရာသိကျွမ်းကျင်လက်လိုအပ်တယ်လို့အဲ့ဒီအချက်လက်သိကျွမ်းခြင်းတစ်ခုတည်းကပဲရစ်ချက်တယ်လို့ပြောလို့မရဘူး တန်းတက်လို့မရဘူးအဲ့တခုတည်းနဲ့ကျွန်တော်တို့တုံးတက်လို့မရဘူးအဲ့ဒီအချက်လက်သိချင်းကနေပုဂ္ဂိုလ်သိချင်းဒီဟူသောတကယ်ဘုရားတကယ်ပေါ်မှာနားလေသဘောပေါက်ပြီးတော့ဝန်ခံလှုပ်ဆောင်ခြင်းရှိသလားအဲ့လိုမျိုးမှပဲအတ္တတာကမလုပ်ရမလဲဆိုတော့ကြီးထွားခြင်းကျက်လာမှာဖြစ်တယ်။အဲကြောင့်ခရိယတတ္တာဆိုတာနော်ပါတာတရားတစ်ခုအထုံးဖွဲ့တစ်ခုမဟုတ်ဘူး။နော်နားလည်အောင်ပြောရမှာဖြစ်တဲ့ကောင်။ပါတာရေးဆိုင်ရာလှုပ်ဝီနီးတွေနော်လှုပ်ထုံးလုံးနီးတွေနာခံလိုက်လျှောက်ရမြင်ရတွေကိုနာခံ လှုပ်ဆောင်ရမယ့်အရာလှုပ်ဆောင်ရှောင်းမယ့်အရာတွေကိုရှောင်ပြီးတော့ဒီလိုအသက်ရှင်တဲ့နော်ဘာသာတရားတစ်ခုမဟုတ်ဘူးသူနည်းလည်းကောအတွေးခေါ်ပညာရတစ်ခုလည်းမဟုတ်ဘူးခရစ်ယာန်သတ္တဆိုတော့နော်ဒါဆိုရင်ဘာလဲဆက်ဆံရေးတစ်ခုဖြစ်တယ်ဘာနဲ့ဆက်ဆံလဲဖရာသခင်နဲ့မိမိကြားမှာဆက်ဆံဆက်နွယ်နေတဲ့ဆက်ဆံရေးဘဝဟပ်ပန်တစ်ခုဖြစ်တယ်နော်ဒီအရာရဲ့အနှစ်သာရကဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့အသက်တာအแทမှာမိမိအတွက်စဉ်းစားခြင်းဆိုတာထက်ကိုကျွန်တော်ကဘာလို့စဉ်းစားမလဲဆိုကျွန်တော်တို့ကိုရွေးယူတဲ့သခင်ယေရှုအတွက်စဉ်းစားပေးရတော့တနည်းအားဖြင့်ခရစ်တော်ဟာလူသားတွေကိုရွေးချယ်ဖို့ကယ်တင်ဖို့ဆင်းသွားလာတဲ့အခါမိမိပုံမိမိထက်ကိုတော့ဘာကိုစဉ်းစားလဲဆိုရင်သူတစ်ပါးအတွက်စဉ်းစားတယ်ဒါကြောင့်ကျွန်တော်တို့ကဘာလဲဆိုရင်ဒီနေ့အသက်ရှင်တဲ့ကာလမှာကျွန်တော်တို့ကိုခရစ်တော်ရွေးယူလိုက်ပြီဖြစ်တယ်ဒါကြောင့်စဉ်းစားတဲ့အရာတွေဆုံးဖြတ်တဲ့အရာတွေတွေးခေါ်တဲ့အရာတွေက မိမိအတွက်ဆိုတာထက်ကိုမိမိကိုရွေးနှုတ်ခဲ့တယ် ਨੇ ခရစ်တော်အတွက်လို့ပို့ပြီးစဉ်းစားရမှာဖြစ်တယ်။ဘာဖြစ်လို့လဲငါတို့ခရစ်တော်အတွက်ဖြစ်ရမယ်။ခရစ်တော်နဲ့တူလာရမယ်။ငါတို့အကြည့်ကြည့်အပြည့်ခရစ်တော်ကိုမြင်ရမယ်။ဒါကိုကျွန်တော်တို့လှုပ်ဆောင်ဖို့ဖြစ်တယ်နော်။ဒီလိုပါအတွက်စဉ်းစားပေးတယ်ဆိုတာတနည်းအပြည့်ခရစ်တော်နဲ့တူပဲ။နော်ဒါအဓိကချက်ဖြစ်တယ်နော်။အဲဒါဝိညာဉ်ရဲ့ကြီးထွားမှုရဲ့အကောင်းဆုံးသောသက်တည်တာရကဖြစ်တယ်။ဒီရလေးကိုနော် ျွန်တော်မှတ်ထားရအောင်။နောက်ဒီနေ့ယောရှိသူတယောက်ရဲ့တက်တာအထဲမှာကြီးထွားခြင်းကြက်ဖို့ဝိညာဉ်ရကြီးထွားခြင်းကြက်ဖို့ခရစ်တော်နဲ့တန်တန်တူဖို့ဆိုလို့ရှိရင်ဘာလုပ်ရမလဲ။ကျူးစာအထောက်ရမယ်။ကိုယ့်ဘက်ကကျူးစာအထောက်ရမယ်။အဲ့တော့ကိုယ့်ဘက်ကတစ်ဖက်သက်ကျူးစာအထောက်ချင်တာဆိုမဟုတ်ဘူး။အတွင်းနဲ့ပြုပြင်တော်မူသောတန်ရှင်သောဝိညာဉ်တော်ရဲ့သဘောအလိုတော်ကိုလည်းနားထောင်ရမယ်နားခံရမယ်။ဆိုတော့ပူပေါင်းဆောင်ရွက်ခြင်းအပြင်မိမိရဲ့ဝိညာဉ်ရတတကိုကြီးထွားခြင်းဖြစ်အောင် လွတ်ဆောင်မှုဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်เนาะအဲ့တော့အဲ့လိုလွတ်ဆောင်တဲ့အခါမှာဘယ်လိုလွတ်ဆောင်လဲကြောက်ရွံ့တုံ့ပြန်စိတ်နဲ့လွတ်ဆောင်ရမယ်ဒါမိမိရဲ့တာဝန်ဖြစ်တယ်ရုပ်ကြည့်စုပြန်ရဲ့တာဝန်ဖြစ်တယ်ပြည်ယာကိုကြီးထွားရေးချအောင်တုပ်ပွားအောင်လွတ်ဆောင်ရမယ်เนาะလေးလေးနက်နက်သဘောထားရမယ်ဒီလိုတာဖြစ်တယ်เนาะအတံမိုးလဲထားရမှာဖြစ်တယ်နောက်တော့ဒီအရာတွေကိုကျွန်တော်တို့ကြည့်ထွားရင်းချက်ချင်းနဲ့ပတ်သက်ပြီးတော့ဆင်ကျင်ရမယ့်အရာမှတ်သားရမယ့်အရာဒီဒီရှိတယ်ဘယ်ဘက်ကပါလဲဆိုတော့ နော်ဒီမှာဒါလည်းမနေ့ကကြက်ညက်ကလေးကိုပဲကျွန်တော်တို့မှတ်ရအောင်နော်ကြီးထွားရင်ကျက်ဖို့တနည်းအားဖြင့်လော့ခီဘုရားကိုမဆောင်ပါနဲ့အတက်ကထဲမှာဘေးရာအကောင်းမြတ်တော့အရာလဲဘေးရာကနှက်သက်ဖွယ်တော့အရာလဲဘေးရာကဆုံဝင်တော့အရာလဲဆိုတဲ့တရားရှင်အလိုလိုရှိတဲ့အရာဘေးရာလဲဆိုတာကိုကျွန်တော်တို့သိနိုင်ဖို့မြင်နိုင်ဖို့နားလည်နိုင်ဖို့အတွက်ကျွန်တော်တို့စိတ်နှလုံးကိုပြင်ဆင်ရအောင်ပြီးရင်ဘာလုပ်ရမလဲခရစ်တော်နဲ့တန်တူချင်းတည်းဟူသော ုံသဏ္ဍာန်ပြောင်းလဲခြင်းကိုရောက်ကြရအောင်နော်ယောမဩဝါဒခန်းကြီးစနစ်အပိုင်းနဲ့နှစ်ဖြစ်တယ်နော်ကဲဟုတ်ပြီမိဂုံတစ်ခုရှိပါတယ်ဒီနေ့မိမိရဲ့ဝိညာဉ်ရေးအတ္တကြီးထွားရင်းချက်ဖို့ရအတွက်ဘယ်လိုကဏ္ဍတွေကိုကျွန်တော်ရက်တန့်ဖို့လိုအပ်တယ်နောက်ပြီးဘုရားသခင်ရဲ့နိလန်အတိုင်းနိုင်နာဖို့အတွက်ဘာတွေလိုအပ်နေကြလဲဒါတွေကိုကိုကိုမေးရဝိညာဉ်ရေးအတ္တ ချွားဖို့ဘုံကြီးရရည်ကျက်ဖို့အတွက်ကျွန်တော်တို့ကအစိဒါဖြစ်စေတဲ့အရာတွေကိုဒီနေ့မှရက်တက်မှာဒီနေ့မှဖြည့်ဆည်းပါဘုရားသခင်ရဲ့နိလန်တိုင်းမှာနာခံလိုက်နာဖို့အတွက်ကျွန်တော်တို့ကြိုးစားပါဒါလေးကိုခေါ်ဖိတ်ချင်ပါတယ်နော်ဆိုတော့ဒီနေ့လေ့လာသွားတဲ့အကြောင်းအရာဒီပြည့်ကျက်ကြီးထွားတဲ့အသက်တာဖြစ်ဖို့အတွက်နော်တနည်းအားဖြင့်ပါလဲဆိုလို့ရှိရင်ခရစ်တော်နဲ့တန်တူလာဖို့အတွက်ကျွန်တော်တို့နာခံလိုက်လျှောက်ရမယ့်ခန္ဓာတွေ ကျွန်တော်တို့လှုပ်ဆောင်မဲ့အခန်းကဏ္ဍတွေရှိတယ်ဒါတွေကိုကျွန်တော်လိုက်နာဖို့အတွက်ဘယ်လိုကြီးထွားရေးချက်နိုင်မလဲဘယ်လိုအရာကကျွန်တော်တို့ရဲ့ကြီးထွားရေးချက်မှုကိုအစီအတာဖြစ်စေတယ်လဲဒါကိုကျွန်တော်တို့အပြေရှားပြီးအဲဝန်ခံနာခံပြီးလှုပ်ဆောင်မှုဖြစ်တယ်တရိတ်တဲ့နေ့ကျွန်တော်တို့ကိုကြည့်လိုက်လိုက်ကြည့်တဲ့အချိန်မှာခရစ်တော်နဲ့အတူတိုးပွားခြင်းကိုမြင်ရဖို့ဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်အားလုံးပေါ်မှာပြသခင်ကောင်းချီးပေးပါစေ